ြည်ဦးလွင်အတက်လန်ဘေး3000ရွာမှာဇပန်ဦးငွေကြီးလေးကောင်ဇက်တိုက်ရောက်ရှိလာမှုကြောင့်လာရောက်ကြည့်ရှုသူတွေနဲ့အစီအကားလျက်ရှိပါတယ်။3000ရွာအရှေ့ဘက်မှာရှိတဲ့ကုန်းမြေကိုရှင်းလင်းပြီးဂျိုးပြေနန်ပြေဖျားတီထားကိုးကွယ်ဖို့လုပ်ငန်းတွေစတင်လှုပ်ဆောင်နေစဉ်အော်တိုဘာလ15ရက်နေ့ကမန္တလေးပြည်ဦးလွင်ကားလန်မိုင်တိုင်အမှတ်28မိုင်၄ဖာလုံအနီးမှာအရှေ့ဆဲပြီးကျော်လုံးပတ်14လက်မခန့်ရှိတဲ့ဇပန်ဦးငွေကြီးတကောင်ကိုကားတစ်စီးကဝင်ရောက်တိုက်မိခဲ့ပေမယ့် အဆိုပါမွေဟာသေဆုံးခြင်းမရှိဘဲ3000ရွာဖျားကုန်းမြေပေါ်ကို ပထမအဆုံးစတင်ရောက်ရှိလာတာဖြစ်ပါတယ်။ကားတိုက်ခံရတဲ့မွေကြီးကိုပြုစုစောက်ရှောက်ခဲ့သူမတ်စာနေခိုင်ထုံးကကားတိုက်မိတဲ့မွေကြီးကမသေးသေးတဲ့အတွက်အိမ်မှာပြုစုထားပြီးနောက်တစ်တော်ရရဌာနကို လွှဲပေးခဲ့ပေမဲ့တစ်တော်ကမွေကြီးကိုပေပါရဲထည့်ပြီးကားနဲ့တည်တဲ့အခါအနည်းစခန်းနာရောက်တော့ကားကရုတ်တရက်ဆက်ရက်သွားပြီးမွေကြီးကလည်းပေပါရဲကခုံထွက်နေတော့တာမို့ 3000ရွာဖရားကုန်းမြေပေါ်ကိုရောက်လာတာဖြစ်ပြီးနောက်3ရက်ကြာတဲ့အခါအရှိ12ပေလုံးပတ်2ပေလောက်ရှိတဲ့ဇပတ်အုံးအထီးမွေတကောင်ထက်ရောက်လာကအဲ့လိုတွေမဖြစ်ခင်မွေတွေရောက်လာအောင်မယ်ဆိုပြီးနှောင့်ဝင်ပူးတယ်လို့ပြောတာမျိုးထူးဆန်းတဲ့အဖြစ်တွေရှိခဲ့တယ်လို့ပြောပါရယ်လက်ရှိအချိန်မှာ အရှိဆက်နှပေခန့်နဲ့လုံးပတ်တပေကျော်ရှိတဲ့မွေကြီးတကောင်နဲ့မွေပေါက်တကောင်ထပ်မံရောက်ရှိနေပြီးပထမအဆုံးရောက်ရှိခဲ့တဲ့စပယ်အုံးမွေကြီးဟာအော်တိုဘာလ16ရက်နေ့ကကားတိုက်ခံရတဲ့ဒဏ်ရာတွေကြောင့်သေဆုံးသွားခဲ့တယ်လို့သိရပါဗျ။မန်စာနေခိုင်တုံးကရောက်လာတဲ့စပယ်အုံးမွေကအားလုံး၄កောင်ဖြစ်ပြီးရှိလာတဲ့အလူငွေတွေနဲ့ကိုရောင်ပြေဖျားတီးသွားဖို့အစီအစဉ်ထားတယ်လို့ပြောပါဗျ။